အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ21ရက်စီးရီးသတင်းကောင်းတော့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube content လေးကိုလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့လဲမြစ်တာရက်ခံပေးရစီခင်ဗျာအခုကျွန်တော်တို့စိတ်ဝင်စားနေကြတာကကြားဖြန့်အရေးဖြစ်ပါတယ်ကဘာကြီးကလည်းကြားဖြန့်ကို လက်လီယူရှုမထားရတော့ပါဘူး။ဘာလို့လဲဆိုတော့ခံရပါပေါင်းညားနေကြတဲ့လူတွေအစမတန်ကြီးထွားလာလို့ပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့အားကြားပြန်အရေးကိုတော့အာယုံစိုက်ကြည့်ကြစေလိုပါတယ်။ဘာလို့လဲဆိုတော့ဒီလူဦးဒေါ်လာရဲ့အချိန်ဟုံးတမျိုးတပြည်ဖြစ်နေစင်မှာဒီကြားပြန်ပေါ်လာတာဒီကျွန်တော်တို့ပြည်သူတွေအတွက်အများကြီးကံကောင်းပါတယ်ကျွန်တော်တို့ညှော်လင့်လို့ရပါတယ် ဘာလို့လဲဆိုတော့ဒီကြားဖြန့်ကြောင့်သာစေအုပ်စုကိုအရေးယူခဲ့ပြီးဖမ်းဆီးမှုတွေရှိခဲ့ပြီဆိုရင်ကျွန်တော်တို့ຫນွေဦးအောင်ပွဲဟာတမဟုတ်ချင်းကြောင်းလဲသွားမှာဖြစ်ပါတယ်။ဟာရှေ့ပိုင်းခေါင်းဆောင်တွေလောက်ပဲဖမ်းတာဖြစ်ချင်မှလည်းဖြစ်မယ်ဆိုပြီးတော့ဟိုနောက်လူတွေလည်းရှိသေးတယ်ပေါ့နော်ဒီလိုမျိုးလဲပြောလာနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့ဒီကြားဖြန့်လုပ်ငန်းတွေရခင်ကလေးကသူတို့လုပ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဒီပြည်သူ့ဆော်ကားရိုင်းဆိုင်ရက်ဆက် ရုပ်မှာတက်ဖြတ်ပြီးတော့တနိုင်ငံလုံးကိုဖျက်ဆီးနေတဲ့အချိန်မှာသူတို့ဒီကြားပြန့်ဂျမာစုဟာဝင်ရောက်လာတာဖြစ်ပါတယ်။ဒါကြောင့်ဒီကြားပြန့်ဂျမာနဲ့ဆီအိုစုရဲ့ချိန်ပိုင်းတွေဟူတာဖန်စီရေးယူမှုတွေလုပ်မယ်ဆိုရင်စစ်တပ်ကြီးကပြိုတော့မသွားပါဘူး။ဒါပေမဲ့ချိန်ပိုင်းကောင်းကောင်းတွေလုပ်လိုက်တဲ့အတွက်နောက်ပိုင်းလူတွေဟာဒါမျိုးမလုပ်ရဲမလုပ်ဝင့်ဖြစ်သွားပါလိမ့်မယ်။စစ်တပ်ကသူ့လိုလို reform ကြပြီးသားဖြစ်သွားမယ်လို့ကျွန်တော်တို့မျှော်လင့်ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဒီ ကြားဖြန့်ရေးကိုစုတောင်းကြရမှာဖြစ်ပါတယ်ကျွန်တော်တို့စွမ်းတော့မစွမ်းတော့ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေဘက်ကနေဖျားသခင်တို့ဒီမဟုတ်နှကောင်းနှမျက်ဒီဆောင်မကြည့်ရှုလာတာပဲဖြစ်ပါတယ်ဝိဆိုတာအနည်းနဲ့အညာပဲကြွာတာပါလဲပါတယ်စေအုပ်စုအတွက်ကျွန်တော်တို့ဒီကံကြမ္မာယဟတ်ဝိလဲမဲ့အချိန်ကိုကျွန်တော်တို့ကညံ့ညံ့လဲစေခြင်းတို့သာဒီຫນွေဥတော်လိုင်းကြီးကိုလုံနေရခြင်းဖြစ်ပါတယ်ဒီစေအုပ်စုဝိလဲတော့မဲ့အချိန်ကိုရောက်တော့မှာပါ ဒါပေမဲ့ကျွန်တော်တို့အားလုံးစူတောင်းကြရမှာပါစစ်တပ်ကလည်းမင်းတို့တွေစူတောင်းလေဆိုပြီးပြောပါလိမ့်မယ်အေးဒါပေမဲ့ကျွန်တော်တို့မှာဘာမှမလုပ်နိုင်ဘာမှမလုပ်နိုင်တဲ့အတွက်ကျွန်တော်တို့ဒီဟာကတော့စူတောင်းရမှာပဲဖြစ်ပါတယ်စရမယ်ဆိုရင်ပြည်ပြည်နဲ့မြောက်ပြည်မြို့နယ်ရွှေကုန်းကကြံဖျားကြားဖြတ်နေကိုစစ်ကောင်စီနဲ့အပေါင်းပါတွေဟာအခကျင်းဝင်ယူပြီးရွှေပြောင်းနေခဲ့ပြီဖြစ်ပါတယ်ဈေးနှုန်းတွေကတော့နေမြေဒေသအလိုက်မတူညီကြပါဘူး ချွေကုတ်ကိုကနေမြောက်ဒီဘက်အထိဆိုရင်ဘာငါသောရန်ကုန်နဲ့မန္တလေးအပါဘေမြို့နယ်ဖြစ်ပါစေဘသသိဖျားသုံးသူအပါတဖက်ကန်းဆိုရင်လည်းဘသသိမဲဖြစ်ပါလေဒါတွေကတော့တရုတ်နိုင်ငံသားအပါနိုင်ငံခြားသားအားလုံးအတွက်တရားဝင်သတ်မှတ်စဉ်လုံးဖြစ်ပါတယ်ဒီရင်းမှတ်ပုံတွေအများစုကတော့စတုံးမြေဆောင်စလေးကြီးသောတွေဖြစ်ပြီးမြောက်ရီအထိဘတ်သုံးသောပေးရပါတယ်လက်ရှိ ရွှေကုတ်ကိုရနေတာကတော့ wifi ရောအင်တာနက်လိုင်းတွေပါ ဖြတ်တောက်ထားပါတယ်။ဂျာမန်တွေဖွင့်ပြီးတော့ဘက်ကရီအဖြစ်ပြည့်အခြေအနေနဲ့အဆက်အသွယ်ဖြတ်ထားခြင်းဖြစ်ပါတယ်။နောက်ဆုံးသိရှိရတဲ့သတင်းအရပိုင်လော့မီကာစီယုံနဲ့အမီစီစီဆက်ဟိုတယ်နေရာနှစ်ခုထဲကနေတစ်ခုကိုတရုတ်ပြဖောက်ခွဲဖြတ်စည်းဖို့ရွေးချယ်နေကြပါတယ်။ဖိုင်နယ်မီကာစီယိုဟာပုံမှန်လောင်းစားတဲ့ဂိမ်းတွေဖြင့် KDB မဆက်ပါတွဲဖက်ဖွင့်လှစ်ထားတာဖြစ်ပြီ ချက်ပြားကြားပြတ်ခေါင်းကြီးပိုင်းတွေစရဲချတဲ့နေရာဖြစ်သလိုရွေးချယ်ခံထားရတဲ့ဟိုတယ်ဟာလဲရွှေသရိတ်ခံနယ်မြေကနာမည်ကြီးလူကြီးများများလာရောက်နေရှိရလို့လဲသိရှိရပါတယ်ဒီပြည်စင်တွေမှာတိုင်ရင်ကလေးဟာချက်ပြားကြားပြတ်ခေါင်းဆောင်ပိုင်းတွေကလည်းနေရာ ပြောင်းရှင်မှုကြိုတင်ပြုလုပ်ထားပြီးဖြစ်ပါတယ်ပြောရမယ်ဆိုရင်ချက်ပြားထိပ်ပိုင်းခေါင်းဆောင်တွေထွက်ပြေးလွတ်မြောက်ဆိုသည်မဟုတ်ဆန်းစီမေးရန် ဘီဂျီရဲ့လက်ထဲတွင် ရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင်ကြံပြားတဲ့လက်နဲ့ကင်ဆိုရင်လက်နဲ့ကင်ရတာကပူပြီးမြက်ပါတယ်။ကြားပြားလေးဝင်စိုးထွက်စိုးမိနေပြီဖြစ်ပါတယ်။ဝင်တော့ကလည်းပေးရပါတယ်။လုံနေတော့ကလည်းပေးရပါတယ်။ဟောအခုထပ်ပြေးနေပြီဆိုတော့လည်းထပ်ပြီးပေးရပါကျွန်တော်တို့နိုင်ငံကြီးသားရုပ်ရှင်စာကားတွေကဥစဉ်ဝိုင်းပြောခဲ့တဲ့ဟိုတယ်လုပ်ငန်းဆိုတာမိโกမထက်တဲ့ဆက်ယုံဆူလားပေါ့ဗျာ ဆော့ချစ်သူရဲ့ဒေသခံဖွံ့ဖြိုးတိုးတက်ရေးထက်တာရေးမြတ်တာကတော့စစ်ကောင်စီပေါ့ဗျာဆော့ချစ်သူဟာရွှေကုတ်ကိုရဲ့ဗရင်ခံသို့မဟုတ်စော်ဘွားတယောက်ချစ်ခဲ့မယ်ဆိုရင်တော့ပရိုတိုကောရစစ်တပ်နဲ့ရဲကဝင်ရှင်းရပါပြီဆိုတဲ့ဇက်ွက်အနေထားကိုရောက်သွားတာကိုတွေ့ရပါတယ်သူအာဟုသူနဲ့သူသွားပါစေလို့မျှော်လင့်ရပေမဲ့အဲ့ဒီလိုအာဟုသူကောင်တွေကစူတောင်းကောင်းခဲ့သူများလို့တောင်းဆိုရပါမယ် အဲ့ဒီဘဲကြီးကတော်လန်ကြီးကိုပါနှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ကြံပါသေးတယ်။သူတို့ကဝင်တိုက်တော့မယ်ပေါ့လေအနေထားတကယ်တမ်းတေချာစဉ်းစားကြည့်ရင်တကယ်လက်တွေ့ဝင်တိုက်မပေးတာကအပြစ်မဆိုတာလေးပါဘူး။တိုက်ခင်အောင်ဆောင်းလာတော့အပြစ်လို့ဆိုရမှာဖြစ်ပါတယ်။ကဲစောချက်သူတို့အခုရောစစ်ကောင်စီကိုတိုက်ရုံးမလား။လက်ရှိအချိန်မှာတော့အမိလာချိုးထားပြီးလက်မျိုးကနင်းခံထားရတဲ့ဇာဝင်ခံဖြစ်ပါတယ်။ တင်မယ်မတင်ဘူးဆိုတာကတော့တက်ပြောလို့မရသေးပေမဲ့ဒီခန်းလေးသာကြာကြာရိုက်ထားပေးသားပါဗျာသဘောကျလုံးလို့ဆိုပြီးပဲပြောရမှာဖြစ်ပါစစ်တပ်ကလည်းမကြောက်ဘူးတော့မပြောပါနဲ့ညိုစောကိုယ်တိုင်အခုလုံနေပါပြီပြီးပါတော့မယ်ခင်ဗျာခဏလေးဆောင်ပါခင်ဗျာလုံနေပါပြီဗျာဆိုပြီးကြဲကြဲလောင်လောင်ထွက်ပြီးအော်ပြနေရပြီဖြစ်ပါစီရင်ခြင်းတွေကတော့ဖာပုံမြို့နယ်အတွင်းကို Y84 လေရင်တည်းနဲ့အနေချောင်းထောက်ပံ့မှုတွေပြုလုပ်နေသေးဖြစ်ပါတယ် ပြင်းနေတဲ့မြန်မာတော့လေကြောင်းကြေးတော့မှုနဲ့ရုံချတိုက်ခိုက်မှုတွေကလဲလို့ငြိမ့်တဲ့နေရာကနေဂျမန်နေ့ဘယ်နှပိုင်းမှာလက်နဲ့ငယ်ပြစ်ခတ်မှုတချို့ရှိလာခဲ့ပါတယ်ဒေတာကံပြည်သူတွေစပားချိန်သိမ့်ချိန်ဖို့နှစ်ဖက်တပ်တွေလှုပ်ရှားမှုကြီးကြီးမားမားမပြုတ်လို့ချင်းသေးတာလို့ပဲသုံးသပ်ရပါတယ်မခွေးတိုင်းပခုတ်ကူမျိုးအတင်းကနေထွက်ခါလာတဲ့အင်အားစီစီစဲစစ်ကြောင်းတစ်ကြောင်းဟာရေတကြုံမျိုးနဲ့အဆက်ပန်းနိုင်ကြုံရောမြောက်ဖက်အဝင်းကျင်တက်ဆက်အဟောင်းတစ်ခုကိုအခြေပြုပြီးတက်ဖြောက်ခြံခွဲထားတာကိုတွေ့ရပါတယ် သခုပ်ဘူးလေးစိတ်ကိုတော့တယ်အစီအနံတိုက်ခိုက်မှုကတော့အလောင်းလက်နဲ့မရလိုက်ပေမဲ့မက်ဆီစစ်ဖြစ်စီကြိုက်သွားတာဖြစ်ပါတယ်မင်းမျိုးနဲ့တောင်ပဲအထက်မြင်းလာဂါလန်တစ်ချောင်းမှာစစ်ရင်တန်းဝင်ရောက်ပြီးအာရမလူစစ်ဖန်စီအဖွဲ့ရောက်ရှိနေရယူလာတာကိုတွေ့ရပါတယ်။ခံကောင်းမျိုးနဲ့ဟာသာဝီပြည်သူ့စစ်စခန်းကိုစစ်ရဟရင်တစည်းနဲ့အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့တယ်လို့ရောက်ခင်ရန်ကြေးအောင်လဲလေချောင်းကနေခဲရန်ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဂျမန်နဲ့နေချင်းမှာတော့တောင်ခရမ်းကြီးရွာကိုဒီကြောင်းတက်ခဲမှုပြုလုပ်ခဲ့ပြီးအထူးကြိုက်ရှိနိုင်တယ်လို့ဒေသခံတွေကခံမှန်းထားကြပါတယ်။ချင်းပြည်နယ်တိတိမြို့နယ်ထုတ်လိုင်းကြီးရွာကိုဒီကြောင်းတက်ခဲမှုပြုလုပ်ခဲ့တာရှိပါတယ်။တိတိကနေစိုင်းငင်းဘက်ကိုစစ်ကြောင်းထွက်လာခြင်းကနေဒီတော်ဝင်ကျင်ထိတွေ့တိုက်ပွဲမှာအကြမ်းဖက်တပ်ဟာအထိနာခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တာတော့သိရှိကြပြီဖြစ်ပါ။၎င်းဖြစ်စဉ်မှာအကြမ်းဖက်စစ်တပ်ရဲ့နှီးပြူဝမှုအပ ။စိုးရင်ရဒဏ်ရာရရှိခဲ့ကြပြီးဤတိန်ဆေးရုံမှာတင်ထားရပါတယ်။ချင်းကာကွယ်ရေးတပ်တွေရောစစ်တော်ပြည်ဟာဗကရီဖြစ်စင်မှန်တဲ့ပူပူတာတာဖြစ်လာစေရေးဗေးတိပေးနေတာမျိုးတွေတွေ့နေရပါတယ်။တကယ်တမ်းချောမွေနေသလားဆိုတော့လေမဟုတ်ပါဘူးသို့တော်အကြမ်းတဲ့စစ်ကြောင်းတွေတကယ်တမ်းဝင်ရောက်လာပြီးဖလန်းမျိုးနီးတို့ရောက်လာတာနီးမှာ အဖွဲ့တွေပူပေါင်းပြီးတုံ့ပြန်တိုက်စစ်ရှင်ခဲ့ပါတယ်စစ်ကောင်စီဟာချင်းနှချင်း အချင်းများနေစဉ်မှာရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးချင်းတလူခီးမပေါက်ဖြစ်ခါတိုက်စစ်ရက်တန့်သွားရစီမှာဝါရချက်လာခြင်းညတာဖြစ်ပါဘကိုတိုင်းရုံးပေါ်မှာတပ်ဖက်တိုင်းရဲ့တပ်ခွဲမှုအဆင့်ဦးစီးအင်အား30ဝန်းကျင်စစ်ကြောင်းဟာဒေသကုတ်ကဲစစ်တပ်နာချုပ်ပြည်နဲ့ယာယီအဆက်အသွယ်ပြတ်တောက်နေတာစပတ်ခန့်ရှိနေပြီလို့သိရပါဒါကြောင့်စက်ဆိုင်ရာကာဝေးတပ်တွေအနေနဲ့တွေ့ရင်ပြောကြပါမယ်ခြေသူဆက်ပါမည်ဆိုပြီး မျော်လင့်နေကြတာမို့အရေးအမွဲ့လောက်တော့ကျင်ညာနေပါပြီလက်ကုပ်တီမဲ့ပြိတဲ့ကြီးကလည်းစောင်းစားနေကြမယ်လို့ထင်ပါတယ်ချန်ပီယံမြောက်ပိုင်းလာချုံမြင့်မှာတော့အကြံဖက်တာဟာတက္ကသိုလ်ပြန်လဲဖွင့်လင့်သွားနိုင်မှုပြင်ဆင်လာတာကိုတွေ့ရပါတယ်လာချုံမှာပုံမှန်ခြေနေတွေပြန်ဖြစ်လာကြအောင်လှုပ်ဆောင်လာခြင်းဖြစ်ပါတယ်တက္ကသိုလ်ဝင်းတွေမှာမြင်းညုံပိုင်းရာနှုန်းပြေကုန်စင်အောင်ရှင်းလင်းနိုင်ခြင်းမရှိသေးခင်မှာပဲကျောင်းအပ်လက်ခံနိုင်ပြီဆိုပြီးစောလင်စွာ ကျင်ညာလာခြင်းကတော့ရိုးသားမှုမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်။မရိုးသားဘူးဆိုတာကတော့ဆက်ကွန်ရီလေးကစပြီးကြောင်းအပ်နိုင်တယ်ဆိုပေမဲ့ဂျမန်နေရာမှာဆိုင်းမုတ်တွေကြောင်ညာလာခြင်းဖြစ်ပြီးအ ਨੇ ဆုံးကြောင်းဝင်ကြီးရတယ်မနေဘူးဆိုပြီးလှုပ်ဆောင်လာတာဖြစ်ပါလိမ့်မယ်။ဘုံမိတ်မျိုးအနေထားကတော့အချမ်းဖက်တိုင်းရဲ့စစ်ကြောင်းတွေပြန်လဲဝင်ရောက်လာမဲ့ကာလဟာနောက်ဆုတ်ထားပုံရတယ်လို့ပဲခံမှန်းရပါတယ်။ ချမ်းမြေမာကြီးရဲ့မြို့နယ်ဒေသကြီးကြီးမှာတော့နှစ်တစ်ခုပွဲဆင်နွှဲနေတာကိုတွေ့ကြရပြီးကိုကန့်တက်တွေထိန်းချုပ်ထားတဲ့တိမ်ပြည်မြို့မှာလည်းပြုတ်လုသွားတာကိုတွေ့ခဲ့ရပါတယ်။ကချင်ပြည်ရဲ့အေယော်ရီမြို့ရဲ့နောက်ဘက်ခြမ်းကံပိုက်ကြီးဘက်ကတော့အချမ်းမဲ့တဲ့ဟာအာယုံဆိုင်နေသေးတာဖြစ်ပါတယ်။ဝိုင်းမောင်မြို့နယ်စလုံးမြို့ကိုလေကြောင်းတက်ခဲ့မှုပြုတ်လုခဲ့ပြီးအထိကိုက်ကတော့မသိရှိရသေးဘူးဖြစ်ပါတယ်။ခေါလံမှုမြို့နယ်လာဟီစင်စကန်းဘက်ကိုလည်းလေကြောင်းတက်ခဲ့မှုပြုတ်လုခဲ့ပါသေးတယ်။ ၎င်းနေရာတွေကိုတိုက်ပွဲဖြစ်ွားခြင်းမရှိဘဲအကြောင်းမဲ့ဘုံချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါဘုန်းကြီးမြို့နယ်တဝိုက်မှာလည်းလေကြောင်းကိန်းထောက်မှုတွေမပြတ်နှီးပါရှိနေပြီးနာမရေစကန်ဖြစ်စင်မှာတော့ကိုလာရွှေနှစ်ဝေမဆီကြိုက်ခဲ့ရပါတယ်။နာမကိုရွာလို့ပြောရင်ဒေတာခံတွေကမကြိုက်ကြဘူးဗျ။ဘာလို့လဲဆိုတော့နာမဟာရေစကန်ရှိတယ်၊စာလိုက်ရှိတယ်၊စိတ်ယုံရှိတယ်၊အထက်တန်းကျောင်းလည်းရှိတယ်၊ဘူတာယုံလေးလည်းရှိတယ်ပေါ့ဗျာ။မြို့အင်္ဂါရနဲ့ပြောရမယ်ဆိုရင်ညီတယ်ပေါ့။ ဒါပေမဲ့ဟိုမင်းကမြို့နယ်ခွဲဖြစ်သွားတော့တိုက်နယ်အဆင့်နဲ့သာခြေနှက်ခဲ့ရတာဖြစ်ပါတယ်။နာမရီတာကိုယထာတိုင်းရအလေကနေကန့်လန့်ပိုင်းထားပါလေ။ကိုကိုပင်ကြီးနဲ့ဘူတာယုံလေးဟာလွမ်းမောစရာလေးဖြစ်ပါတယ်။ကျွန်တော်ကချင်ပြည်ကိုယထာကြီးနဲ့ပထမဦးဆုံးဝင်လာခဲ့ဦးတာဖြစ်တယ်လို့နှုတ်ဆက်တဲ့အခါမှာလည်းယထာကြီးနဲ့ပဲထွက်လာခဲ့ဦးတာဖြစ်ပါတယ်။အဆိုပါဒေတာဟာရှမ်းနီနဲ့ကချင်အတူ ်ဂျော့ထွေးရှက်တဲ့နေထိုင်ကြပေမဲ့ရှမ်းနီတွေက ပိုလို့အားကောင်းတာကိုတွေ့ရပါတယ်။ကတင်လေးဟိုးအစရောက်ပြီးမကြခင်ဂျားပြရွေးကောက်ပွဲမှာတောင်မျိုးကမ်းမျိုးနိုင်တဲ့ဒေသတွေဖြစ်ပါတယ်။အဲ့ဒီနယ်မြေလေးမှာပဲပြည်သူစစ်ဘလို့ဖွဲ့ကြရဘူးတယ်ဆိုတာပြောပြခဲ့ဦးပြီးဖြစ်ပါတယ်။အဆိုပါနယ်မြေလေးမှာအများသောအားဖြင့်အရတမတော်တော်နေပါတယ်။နမ်းမနယ်မှာဆိုရင်လည်းနန်းခမ်းဆိုတာရှိပါသေးတယ်။အဲ့နန်းခမ်းမှာလည်းတကိုးကြီးတဲ့ဖရဲသူရှိပါတယ်။ အဲ့ဒီနားမှာရခိုင်ခေတ်ကုံသွယ်လေယာရဲ့ဂူရာဟောင်းကြီးရဲ့ဝင်းကျင်မှာစေထိုးအပ်တွေတောင်ပုံရာပုံတွေ့ရပါတယ်။အဲ့ဒီဒေတာအရက်တောက်တာနဲ့မူရစီပါ၊ဘိန်းထိုးတာအပြင်ဖိုးရှူတာတွေများပါတယ်။အရက်ကတောင်ဈေးကြီးပါသေးတယ်၊ဘိန်းယူကဈေးပေါ်တယ်လို့သိရပါတယ်။ဒါကျွန်တော်လီဇယ်ပြောတာမဟုတ်ပါဘူး။အဲ့ဒီခေတ်ကာလမှာကျွန်တော်တို့ကျထာလန်ဝင်းကျင်လေကင်းနေဘက်မှာဆိုရင်တောင်မှပဲဓာတ်တွေလန်နေဒုတ်တွေဓာတ်တွေနဲ့ပွဲကင်းကြီးတစ်ပွဲ ဖြစ်နေကြလို့ဒေသခံအဖွဲ့တွေဟာမနေ့ချင်းချောင်းလေးရတာဖြစ်ပါအဲဒီအခုနားဆင်နေတဲ့အထက်မှာဒေသခံတွေပါရင်ဒါကျွန်တော်လီဒီယံပြောတာမဟုတ်ပါဘူး။အဲသူတို့သိကြပါတယ်။ဆက်ရရင်အခုလိုမျိုးနမ်းမဘက်မှာထိခဲ့ဖြစ်စဉ်ရှိခဲ့ပြီဆိုရင်အလဲတော်ရွာမှာအခြေဆိုင်တဲ့အမှတ်385ခြေမြန်တိုင်ရင်ကတော့နောက်ချံတရင်လုံးကျင်းနေဝင်ဝင်ပုန်းနေကြဖြစ်ပါတယ်။နောက်တစ်ခုသရိယာလာရှိပါသေးတယ်။ ဦးကျော်သူဥပေလူဝဆရာညီမင်းညိုတို့ရဲ့စာပေဟောပြောပွဲကိုအေးမြတဲ့အဆောင်ညတညမှာသွားပြီးနားထောင်ခဲ့ရတာပဲဖြစ်ပါတယ်။ကြံလေးရဗျာအခုလိုချိန်ရှမ်းပွဲဆိုတာကိုလည်းနေကြမှာမျက်လုံးချင်းစုံငယ်ဘူးရလို့တော့မထင်ပါနဲ့။မျက်စောင်းမျက်စောင်းထိုးခံရတာဖြစ်ပါတယ်။အဲ့ဒီဘက်မှာလည်းအချိန်ကြာကြာရှိခဲ့ဘူးလားဆိုတော့ကြုံရင်ကြုံသလိုအလွမ်းအဆွေအကြမ်းရတာဆုံအောင်ပြောပြပေးပါဦးမယ်။ ။ဘဘောစစ်မျက်နှာပြင်မှာတော့စစ်ကောင်စီကဒံပေါက်တွေခောက်ဆွဲတွေလှုပ်လာလိမ့်မယ်လို့ကြိုတင်ခံမှန်းခဲ့ပူပြီးဖြစ်ပါတယ်။ယခုလဲဒံပေါက်တွေသမင်းတုပ်တွေစပြီးချက်နေပြီးဖြစ်ပါတယ်။နောက်ကြိုလာရှိုးပြည်ပေါ်မှာချက်ပြုတ်ကျော်လာပြီးအမတ်ရှင်းဆက်ချက်ချင်းလင်းတပ်မဌာနချုပ်တပ်မမှုဖြစ်လာတဲ့ဝဲသားကြီးညလက်ဆန်းပြနေတာကိုတွေ့ရပါတယ်။အောင်ဝဲရတာလုံးဝမဟုတ်ပါဘူး။ရှမ်းမြောက်စစ်မျက်နှာမှာခောက်ဆွဲကြော်ခဲ့လို့ယာရုတို့ပြီး သူရဲ့ကောင်းမှတ်တမ်းဝင်တစ်စိတ်ရလိုက်တဲ့အတွက်စီရေးချင်းနေရလက်ကောင်းနေတယ်ရောစိတ်တဲ့စီရေးပြုလုပ်လာခြင်းများလာဖြစ်ပါတယ်တနေ့လာဒီတိုင်းမှာတော့မောတော်မျိုးကိုပြန်လဲတိုက်ခိုက်သိမ့်ပိုင်နိုင်မှုတဲ့ခြေကုပ်စကန်းကနေစွန့်ခွာထွက်ပြေးသွားတဲ့အဖွဲ့ပြန်ခေါ်ရတာကိုဦးစားပေးနေရတာကိုတွေ့ရပါတယ်တွေ့ရတယ်ဓာတ်ပုံမှန်တမ်းအရဆိုရင်တော့နိုဝင်ဘာလ14ရက်နေ့မှာစကန်းကိုလက်လွတ်ခဲ့ရပြီးမကြခင်16ရက်နေ့တနေ့လာနေ့မှာပဲတွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် ကော်တော်ခြေဆိုင်အခြေချစစ်ပြူအမှုဦးစီးရေရက်တွေအပါနဲ့တွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ပုံပြင်းခြေဆိုင်အမှတ်224ခြေလင်းတိုင်ရငနာတွေကတော့တော်လိုင်းတပ်ဖွဲ့တွေဓာတ်ပုံရိုက်အောင်ပဲခံကြတာကိုအားကြတာလား။စင်ကာပူကိုအပလာစီယာတနက်ပြပြိုင်ပွဲသွားတဲ့အဖွဲ့လူလူအားကြမခံဓာတ်ပုံရိုက်ပြီးခိုက်ပြီးကြမ်းနေကြခြင်းဖြစ်ပါလေ။ဒီကနာလေးရခွက်တွေကိုတွေ့ရသလောက်ကတော့ဆစ်ရှုံးလို့ထွက်ပြေးရတဲ့ခံစားမှုမျိုးမတွေ့ရပဲငါတို့လွတ်အောင်မပြေးနိုင်ပါလားဆိုတဲ့ နောင်တရတဲ့ပုံစံမျိုးကိုတော့တွေ့ရပါတယ်။ဇခိုင်ကြီးကြောက်ဖြူမျိုးနဲ့မှာတော့အာရခတက်ရဲ့နီးပြူဟာအလဲအပြောင်းတွေတွေ့လာရနိုင်ခြင်းရှိနေပြီလားဆိုတာကတော့စိတ်ဝင်စားစရာဖြစ်နေပါတယ်။ယခုနေ့ဖေဖော်ဝါရီလနောက်ပိုင်းမှာစတင်ခဲ့တဲ့ကြောက်ဖြူမျိုးသိန်းတိုက်ပွဲဟာမျောလင့်ထားတာတဲ့ပူမိုကြာမြင့်နေတဲ့ဖြစ်ပါတယ်။ဘာကြောင့်ကြာမြင့်ရပါသလဲ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာကြောက်ဖြူမန်အောင်နဲ့စစ်တွေစတဲ့ သုံးမျိုးနယ်ကိုသာထိချုပ်ထားရတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်၎င်းတို့ရဲ့ခံစစ် area ဟာတိတ်သေးချစ်လက်သွားတယ်လို့ဆိုရပါမယ်။ကြောင်းမြန်ထိုးကြနေတာကအာရခတပ်တော်ရဲ့စစ်နယ်ဝင်းဟာကျေပြန့်လာပါတော့တယ်။ပကောမကွေးချင်းနဲ့မြို့ဝကျောင်းဒေသတို့ထိစိုက်စစ်အပြုမှုရှိတဲ့ခံစစ်စစ်မျက်နှာစာကြီးကိုဖွင့်ထားရပါတယ်။စစ်တွေနဲ့ကြောင်းပြမျိုးတွေဟာနေမြေကန်တိုင်ရင်ဌာနချုပ်တွေအင်အားကောင်းနေပြီမဲ့စစ်ခြေဆိုင်စခန်း လုံးဝမရှိတလို့ဖြစ်တဲ့မန်အောင်ကျုံးကိုပါအာတဲ့ခါတတ်တော်ဟာတိုက်ခိုက်ခြင်းမပြုခဲ့တာကိုလည်းတွေ့ရပါတယ်။အနည်းစားဆုံးခံမိုင်းရရင်ကြောက်ပြူစစ်တွေကသာအာတဲ့ခါတတ်တော်ဟာညာနှုံးပြေထိ ंछ ုပ်ပြီးဖြစ်ခဲ့ပါလေ။မန်အောင်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအလိုလိုရရှိမဲ့ဒေတာတစ်ခုဖြစ်နေပါတယ်။အကြမ်းဖက်ဆက်ကရဲ့အနေထားကိုကျွန်တော်တို့တစ်ချက်ကြည့်ရရင်ရခိုင်မျိုးကိုထိုးစစ်ဆင်ဖို့တာဆုပ်နေတာကိုတွေ့ရပါတယ်။ ဆေးရီမကြအောင်အမ်တောင်ကုတ်တန်တွဲနဲ့ကွမြို့နယ်တွေကိုရွေးကောက်ပွဲမပြုတ်လုံးနိုင်မဲ့စရင်ကနေခြံလက်ထားခဲ့သလိုရေတားလေးချင်းကနေပြုတ်လုံးပြီးကန်းတဲ့စစ်စင်ရေးပြုတ်လုံးမယ်ဆိုပြီးနှက်ချောင်းတွေပေးနေပါတယ်ကျွန်တော်တို့ကတော့စစ်တပ်ကြီးမှာနဗျာကြီးအောက်သားမရှိတာကိုသိကြပြီဖြစ်ပါဒါခံဟေးပြနေတာပါရခိုင်မြောက်ပိုင်းမှာစစ်တွေရခိုင်တောင်ပိုင်းမှာကြောက်ဖြူဒီနေရာကနေသာဒါမြန်တိုက်စစ်ပြုတ်လို့ရမှာဖြစ်ပါတယ် ကြမ်းတဲ့စစ်စစ်လုပ်မယ်ဆိုရင်တော့စစ်တွေကြောက်ဖြူဒီနှစ်နေရာပဲရှိပါနောက်တစ်ချက်ကအရခတတော်ဟာဘူးသီးတော်နဲ့မောင်တော်နေဆက်တွေမှာအစိုးရစစ်သွေးကြရနေတဲ့ရင်ဆိုင်နေကြရခြင်းဖြစ်ပါတယ်။ဘာကောဖင်္ဂလားတဲ့နိုင်ငံဟာလဲမြန်မာပြည်ရဲ့နယ်နိမိတ်ချင်းထိစပ်နေရတာကကံဆိုးစေတဲ့အချက်ဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့အကြမ်းဖက်စစ်တပ်ရဲ့လူမျိုးတုံးတပ်ပြမှုကိုခံရရတယ်။ လုံလေပြီးတော့ကာရမှာလည်းစစ်တပ်ဟာအေဘက်ကနေဝင်ပြီးတိုက်ပေးတယ်လို့ဆိုဆဲခံရတယ်။ယခုနောက်ဆုံးအချိန်မှန်ကလည်းစစ်တပ်နဲ့ပေါင်းပြီးအာရခတပ်ကိုကျူးကျော်တိုက်ခိုက်မှုတွေပြုလုပ်လာနေပြီဖြစ်ပါတယ်။တရကန်ဇက်ဆောင်ကဘာကုန်းနေလို့တောင်းပြောရမလို့ဖြစ်နေပါဒီချိန်တွေတော့ရခိုင်လူလူဟာခံစားနားလည်ပြီးဖြစ်နေပါတယ်။အကြမ်းမဲ့တာရခိုင်မျိုးလေချောင်းကလည်းအင်အားဖြည့်တင်းမှုပြုလုပ်ဖို့ ပဟုတ်ကူနဲ့ရန်ကုန်တနယ်တွေမှာစုဖွဲ့ထားပြီးဖြစ်ပါတယ်။တိုင်မန်နဲ့အင်အားကတော့စီစစ်နေသေးဖြစ်တယ်လို့စစ်တွေကလားကြောက်ဖြူကလားဆိုတာကလည်းမသိရှိရသေးပါဘူး။အကြမ်းတဲ့ဟာရခိုင်တောင်ပိုင်း၄မြို့နယ်ကိုရွေးကောက်ပွဲ ပြုလုပ်လိုရာရှိပေမဲ့ကြောက်ဖြူနဲ့ကက်လျက်ရှိနေတဲ့ရန်ပြင်းမြို့ကိုတော့ခြံလှက်ထားခဲ့ပါတယ်။ဒီချက်ဟာအနေငယ်နားလည်ရခက်နေပါတယ်။ စစ်တပ်ဘက်ကလည်းရခိုင်တောင်ပိုင်းလေးမြို့နယ်ကရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့မယ်ဆိုတာကရန်ကုန်မြို့နယ်ဟာအာရခတပ်အနေနဲ့အလိုလိုလက်လွတ်ရမယ်အခြေအနေမျိုးရှိနေပါတယ်။အကြမ်းဖက်တဲ့ဟာစမ်းမြောက်မှာ လုံးဝအပြည့်ရသွားခြင်းကဆလို့ရခိုင်ပြည်ကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်လာခြင်းကိုတစ်ဖက်သက်ရင်ဆိုင်နေရခြင်းဖြစ်ပါမကွေးနိုင်ရေကန်ဗရောင်းညောင်ကျိုးနဲ့မြို့ဝကျွမ်မော်ဒေတာစီရေးချင်းတွေကလည်းစစ်တပ်ဘက်ကနေ့စဉ်ရက်ဆက်အထိနာနေတယ်ဆိုပေမဲ့ တိုက်ပွဲရဲ့အဖြေကိုအဆုံးဖြတ်ပေးနိုင်တဲ့အနေအထားမရှိသေးပါဘူးသို့သောအာရခတပ်ရဲ့စီးရီညီမချက်ဟာဂျားခန်စစ်တက်တက်မြတာဖြစ်ခြင်းဆိုတာကတော့ပေါ်လွင်ထင်ရှားလာနေပြီဖြစ်ပါတယ်အာရခတပ်ပေါင်းစုကလည်းအထူးကရှိနေတယ်ဆိုပေမဲ့ပြန်ပြီးစုခွာသွားလို့ကလည်းမဖြစ်နိုင်သေးပါဘူးဒီဒီစီအခြေအနေရဆိုရင်တော့အာရခနဲ့ပူပေါင်းတပ်တွေဟာစီရေးအကျိုးမြတ်အများကြီးရရှိတယ်လို့ဆိုရမှာဖြစ်ပါတယ် အကြမ်းဖက်တပ်ရဲ့ရောက်လာသည်မတိုက်ခိုက်ရေးတပ်မတွေမှန်သည်မဟုတ်ပြုတ်ပြုတ်နှီးပါပြုတ်အောင်တိုက်ခိုက်ထားနိုင်သလိုသုံးဆဲကုန်ကြတဲ့ခဲရန်နဲ့ပြန်လည်ရရှိတဲ့လက်နက်ခဲရန်ပမာဏနှိုင်းချရင်တွက်ချီကြိုက်တယ်လို့တတ်မှတ်ရပါဒီလိုဆိုပါလေရခိုင်တောင်ပိုင်းလေးမြို့နယ်ဒီဘလို့ဖြစ်လာပါမည်လဲကြောရန်အနှဲငယ်လေးစောနေပါသေးတယ် ဒီဇမလာအတွင်းကိုရောက်ပြီးဆိုတာနဲ့အချိန်မှန်ကိုမြင်နိုင်ပြီးဆိုတာကတော့သိကြနေပြီဖြစ်ပါတယ်။ချက်ပြူကနေတာအကြမ်းဖက်တပ်ဟာပြန်လဲထိုးစစ်ဆင်နိုင်ခဲ့မယ်ဆိုရင်အမ်းညုံနယ်အတွင်းတို့ဝင်ရောက်သွားနိုင်မှာဖြစ်ပါတယ်။အမ်းညုံနယ်ကအကြမ်းဖက်တပ်ဟာပြန်လဲထိ ंछ ုပ်သွားနိုင်မယ်ဆိုရင် နိုင်ရီကန်စစ်တေတာတီခါဆက်ပြတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လဲအာရခတပ်ဟာချက်ပြူမှာ ်လှုပ်ရှားခံစဉ်စင်နီယာကနေအခိုင်အမာခြေကုပ်ယူမဲ့အနေအထားကိုတွေ့လာရပါတယ်ကျောက်ကမျိုးနဲ့ရဲဘိုးကျမနေရလို့ပြောလို့ရမယ်မလုံးစုကြေးရအောင်စုဒိုးတောင်နယ်မြေမှာအာရခတဟာကြဆွဲအခြေပြုလာပြီဖြစ်ပါတယ်စီးရေလုံချမှုတွေပြောပြပြီးမဖြစ်ပါနဲ့ဒေတာခံတွေအားလုံးတင်းချောင်ကြပြီဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တွေကြံပြားကြားပြအိမ်ဘက်ခရောက်ကြီးရဖြစ်နေခြင်းအာရခတဟာစီးရေအမြတ်ထုတ်ရန်ကြံရွယ်လီပြီလား ဆိုတော့အာရခတန်ဟာအချိန်နေအမျိုးမျိုးရာကြောက်ဖြူကိုရွေးကောက်ပွဲပြုလုပ်ခွင့်ပေးလိုက်ရမယ်ဆိုပါလေတော့အကျန်းဖက်တိုက်ရဲ့စစ်ကြောင်းနေရန်ကျဲကျွန်းတော်ကနေအရှိရသူဥတီချီတက်မဲ့အစီမံကိုတော့လက်ခံနိုင်ပွဲမရှိပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်